်အလုံးလောကရဲ့ဘယင်လို့တင်စားပေါ်ဆူခံခဲ့ရတဲ့ပီလီဟာသူ့ရဲ့ထူးခြားတဲ့ကစားကွက်တွေကိုသွင်းနိုင်စွမ်းနဲ့ဘောလုံးအပေါ်ယူသွစွာစိတ်အားထက်သန်မှုကြီးကြောင့်ကမ္ဘာသမိုင်းမှာအကြီးကျယ်ဆုံးကစားသမားတစ်ဦးဖြစ်ပြိမှတ်ပြုခံခဲ့ရပါတယ်သူကဘရာဇီးနိုင်ငံကဆင်းရဲတဲ့ကလေးတယောက်ရဲ့ဘဝကလည်းကမ္ဘာဖလား၃ချိန်စုခူးနိုင်တဲ့အောင်မြင်မှုထီကိုရောက်ရှိအောင်ရှောက်လန်းနိုင်ခဲ့တဲ့ကံတော်ဝင်မြောက်ကစားသမားတူဦးဖြစ်ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီတော့ဘီလီရဲ့ဘဝနောက်ခံအလုံးပေါ်မှာသူ့ရဲ့ချစ်မြတ်မှုရေးပါတဲ့ပွဲတွေနဲ့အမိုင်းဝင်ခဲ့တဲ့ခိုက်တန်တွေကိုကျွန်တော်တို့လေ့လာကြည့်အောင်ပါ။ ပီရီရဲ့နာမည်အရင်းဟာ Exxon Arantex do Nascimento ဖြစ်ပြီးတော့1940အောက်တိုဘာ23ရက်နေ့မှာဘရာဇီးနိုင်ငံရဲ့ Minas Gerais ပြည်နယ် Trascoia Sign ဆိုတဲ့မြို့ငယ်လေးမှာမွေးဖွားခဲ့ပါတယ်။သူမိသားစုဟာဆင်းရဲခဲ့ပြီးတော့ဖခင်ဖြစ်သူဂျော်ဂျီညိုဟာလည်းဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။ဘောလုံးသမားတစ်ယောက်ဖြစ်ပေမဲ့တမိုးဝမ်းကြောင်းအတွက်အထူးယုံကန်နေရသူသူဖြစ်ပါတယ်။ ီလီယာငငယ်တုံးကဘောလုံးဝယ်ဖို့ပတ်စံမရှိတဲ့အတွက်စက်ကူတွေဖြည့်ထားတဲ့ခြေအိတ်ကိုဘောလုံးအဖြစ်အသုံးပြုပြီးလမ်းမပေါ်မှာကစားခဲ့ရတဲ့လူငယ်တူဖြစ်ပါတယ်။ဒါပေမဲ့ဒီဆင်းရဲမှုကသူ့ကိုဘောလုံးအပေါ်မှာပို့ပြီးတော့တက်မဲ့ဆွဲလန်းစေခဲ့ပါတယ်။ဒီကိုယ်တိုင်ကကျွန်တော်ကဘောလုံးကစားဖို့မွေးလာခဲ့ခြင်းဖြစ်တဲ့ပီတိုပင်ကဂီတအတွက်မွေးလာခဲ့တယ်လို့ပဲလို့တခါကပြောခဲ့ပူပါတယ်။ဒီစကားကသူ့ရဲ့ဘောလုံးအပေါ်မှာယူသွမှုကိုတက်တည်ပြခဲ့တဲ့စကားဖြစ်ပါတယ်။အသက်15နှစ်မှာတော့ Santo FC အသင်းနဲ့စာ ချုပ်ချုပ်ဆိုခဲ့ပြီးတော့16နှစ်မှာဘရာဇီးလိဂ်ရဲ့ဘိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။တန်ဟာသူ့ရဲ့အောင်မြင်မှုစီကိုဥတီခဲ့တဲ့ပထမအဦးဆုံးခြေလှမ်းတွေပဲဖြစ်ခဲ့ပါတယ်။ဆင်းရဲမှုညွန်တဲ့ကထွက်ပေါ်လာခဲ့တဲ့ဒီခြေသိငယ်လေးဟာနောက်ပိုင်းမှာကပ္ပဖလားကို၃ချိန်ဆွကူးနိုင်ခဲ့ပြီးတော့ဘောလုံးသမိုင်းမှာဘိုးပေါင်း1900ကျော်တွင်းယူနိုင်ခဲ့တဲ့ကန်တော်ဝင်မြောက်ကစားသမားတူဖြစ်လာခဲ့ပါတယ်။ပီလီရဲ့ဘောလုံးပေါ်မှာစေရထက်တန်မှုသူ့ရဲ့ကစားဟန်တွေကနောက်ပိုင်းမှာထူးခြားထင်ရှားစွာပုံမူတောက်ပြောင်ပေါ်လွင်လာခဲ့ပါတယ်။သူ့ရဲ့မြန်ဆန်မှုတွက်လက်မှုဘောလုံးထင်းချုံနိုင်စွမ်းနဲ့ ကိုသွင်းတဲ့အခါမှာကြိကြမှုတွေပြည့်စုံမှုသူ့ရဲ့ပဲချီရောညာချီပါ ကန်နိုင်တဲ့အနေအထားကောင်းတဲ့ကိုသွင်းနိုင်တဲ့စွမ်းရည်ဒါတွေကပြိုင်ဘက်ကစားသမားတွေအတွက်စိတ်လှုပ်ရှားပွဲ ထိတ်လန့်ပွဲဖြစ်လာခဲ့ရပါတယ်သူဟာပြိုင်ဘက်ကစားသမားတွေရဲ့လှုပ်ရှားမှုကိုကြိုတင်ခံမနိုင်တဲ့ထူးခြားတဲ့အာယုံခံစားမှုလည်းရှိတဲ့ကစားသမားတူဖြစ်ပါတယ်ဒါကြောင့်ဒီရေချင်းတွေကြောင့်သူ့ကိုပေါလုံးပရင်ဆိုတဲ့ကုန်ပုတ်ကိုရရှိအောင်ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အနေအထားဖြစ်ခဲ့ပါတယ် သူကိုယ်တိုင်ကလည်းပေါ်လုံးဟာသူ့ဘဝရဲ့အဓိကအစိတ်ပိုင်းတစ်ခုလို့သူကခံစားခဲ့ရတယ်။သူ့ရဲ့ကစားဟန်ဟာဘရာဇီးရဲ့ဂျိုကာပိုနီတိုလို့ခေါ်တဲ့လှပတဲ့ကစားဟန်ကိုကိုစားပြုခဲ့ပြီးကမ္ဘာတစ်ဝှမ်းလုံးကပရိသတ်တွေကလည်းဒီကစားဟန်ကိုသဘောကျခဲ့ပါတယ်။ပီဒီကကျွန်တော်ဟာပေါ်လုံးကိုချစ်တယ်။ဒါကကျွန်တော်ရဲ့ဖျားပီးတဲ့လက်ဆောင်လို့ပြောခဲ့ပူပါတယ်။ဒီဆေးရထက်တမ်းမှုတွေနဲ့ပဲသူ့ကိုအောင်မြင်မှုတွေစီကိုဦးတည်သွားစေခဲ့ပါတယ်။ဒီတော့ပီလီရဲ့ပေါ်လုံးသမိုင်းမှာအရေးပါတဲ့ပွဲတွေနဲ့တွင်းကိုတွေကပါရင်ရှိခဲ့တယ်လေအရေး ပါတဲ့ပွဲတွေအများကြီးရှိခဲ့ပါတယ်။ဒီပွဲတွေမှာသူ့သွင်းခဲ့တဲ့ဂိုးတွေကလည်းတကယ်အမှတ်တရမိုင်းဝင်ခဲ့တဲ့ဂိုးတွေဖြစ်ခဲ့ပါတယ်။ဥပမာအဖြစ်ပထမဆုံးကမ္ဘာဖလားဖြစ်တဲ့1958ကမ္ဘာဖလားဆွေတဲမှာအသက်18နှစ်နဲ့သူကဂိုးသွင်းနိုင်ခဲ့ပြီးတော့ကမ္ဘာဖလားပိုင်းရဲ့ပွဲမှာဂိုးသွင်းနိုင်တဲ့အငယ်ဆုံးကစားသမားတူဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။အဲဒီပြိုင်ပွဲမှာဂိုးပေါင်း6ဂိုးသွင်းယူခဲ့ပြီးတော့ semi final မှာပြင်သစ်ကို hat trick နဲ့ final မှာဆွေရင်ကို2ဂိုးသွင်းယူပြီးဘရာဇီးကိုအနိုင်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။တောင်ကိုက60နှစ်ကမ္ဘာဖလားချီတွေမှာတော့တိုင်ဟာကြောင့်အစောပိုင်းပွဲတွေမှာပဲကစားနိုင်ခဲ့ပေမဲ့ဘရာဇီးကဒုတိယအကြိမ်မြောက်ဖလားရခဲ့ပါတယ်။တောင်ကိုက90ကမ္ဘာဖလားမက္ကဆီကိုမှာတော့ပီလီရဲ့အကောင်းဆုံးဆွမ်းဆောင်မှုကိုပါကမြင်တွေ့ခဲ့ရပါတယ်။အဲဒီပြိုင်ပွဲမှာသူကိုလေးကိုသွင်းယူခဲ့ပြီးတော့ဖိုင်နယ်ပွဲမှာအီတလီကိုဒေဂိုတကိုးနဲ့အနိုင်ရခဲ့တဲ့အခါမှာတော့ပထမဂိုးကသူကိုယ်တိုင်ကောင်းနဲ့သွင်းယူခဲ့တာဖြစ်ပါတယ်။ဒီပြိုင်ပွဲဟာပီလီရဲ့ကမ္ဘာဖလား၃ချိန်မြောက်အောင်မြင်မှုဖြစ်ခဲ့ပြီးတော့သူ့ရဲ့ တူးတဲသောကဘာမှာတူးတဲသောကဘာဖလား၃ချိန်ရရှိခဲ့တဲ့ကစားသမားအဖြစ်ပမိုင်းမှာမှတ်တမ်းဝင်ခဲ့ပါတယ်။ Santos အသင်းထဲလည်းဂိုးပေါင်း643ဂိုးတွင်းယူခဲ့ပြီးတော့တသင်းထဲမှာဂိုးအများဆုံးတွင်းယူတဲ့စံချိန်ကိုကဘာမှာနှစ်ပေါင်း60နီးပါးထိန်းချနိုင်ခဲ့ပါတယ်။သူရဲ့စုစုပေါင်းဂိုးသွင်းမှု600ကျော်ပါလေ။ပေါ်လုံးတမိုင်းမှာအမကန်စံချိန်တစ်ခုဖြစ်ခဲ့ပါတယ်။ PL ရဲ့ကစားသမားဘောဟာတမိုင်းဝင်ခဲ့တဲ့ ပွဲတွေအထက်မှာဖော်ပြခဲ့သလိုအများကြီးရှိခဲ့ပါတယ်။တောင်958ကမ္ဘာဖလားဖိုင်နယ်ပွဲမှာဆွေရင်ကို9ခု2ခုနဲ့အနိုင်ရခဲ့တဲ့ပွဲဟာသူ့ရဲ့ပထမဆုံးကမ္ဘာဖလားအောင်ပွဲဖြစ်ပြီးတော့အသက်18နှစ်နဲ့ 9ရက်မှာကိုးသွင်းခဲ့တာဟာလေတမိုင်းမှာမှတ်တမ်းဝင်ခဲ့ပါတယ်တော့1990ကမ္ဘာဖလားအုပ်စုပွဲစဉ်မှာအင်္ဂလန်ရဲ့ပွဲမှာပီလီကောင်းတိုက်ခဲ့တဲ့ဘောလုံးကိုကိုးသမားကော်ရန်ဘန့်စ်ကရာစု2ရဲ့အကောင်းဆုံးကာဝယ်မှုလို့ခေါ်ခံရအောင်ကာဝယ်ခဲ့တာလေတမိုင်းဝင်ခဲ့ပါတယ်တော့1990ကမ္ဘာဖလားဖိုင်နယ်မှာတော့အီတလီကို၄ဂိုးတခုနဲ့နိုင်ရတဲ့ပွဲမှာဘရာဇီးအသင်းရဲ့အကောင်းဆုံးကစားဟန်ကိုပြပနိုင်ခဲ့ပါတယ်တော့1969မှာနိုင်ဂျီးရီးယားမှာဖြစ်ပွားနေတဲ့ပီရင်းစစ်အတွင်းပီလီနဲ့ဆန် န်တုစ်အသင်းဟာချစ်ကြည်ကစားဖို့ရောက်ရှိလာခဲ့ပါတယ်။ပီလီကိုကြည့်ရှုဖို့အတွက်48နာရီအပြည့်ခတ်ကျဆဲခဲ့တာဖြစ်တဲ့အတွက်ပီလီရဲ့ဘောလုံးဩဇာကိုပြသနိုင်ခဲ့တဲ့အမိုင်းဝင်ဖြစ်ရတဲ့ခု ဖြစ်ခဲ့ပါတယ်။ပီရီယာဘောလုံးကစားသမားတူအဖြစ်သားမကကမ္ဘာဘောလုံးလောကတစ်ခုလုံးရဲ့သင်္ကေတမီရှူးတစ်စောင်တစ်ခုဖြစ်ခဲ့ပါတယ်။သူ့ရဲ့ကစားသမားဘဝပွဲပေါင်း1363ပွဲကစားခဲ့ပြီး9ပေါင်း1282ကိုတွင်းယူနိုင်ခဲ့တဲ့စံချိန်ဟာဘရာဇီးအသင်းအတွက်ဂုဏ်ယူပွဲဖြစ်ခဲ့ပါတယ်။ဘရာဇီးအသင်းနဲ့ပွဲပေါင်း62ပွဲကစားခဲ့ပြီး89ကိုတွင်းယူခဲ့ပါတယ်။အဲဒီကိုရီးယားက12ခုဟာကမ္ဘာဖလားပြိုင်ပွဲမှာတွင်းယူခဲ့တာဖြစ်ပါတယ်။သူ့ရဲ့တော်လတ်မှုကိုသွင်းနိုင်စွမ်းနဲ့ဘောလုံးပေါ်မှာ စရာထပ်ပံမှုတွေကအလုံးကိုလူအများအတွက်ပိုပြီးတော့ဆွဲဆောင်တဲ့ဂိမ်းတစ်ခုအဖြစ်လှုပ်ဆော်ပေးနိုင်ခဲ့ပါတယ်။1989ခုနှစ်မှာအနားယူခဲ့ပြီးတော့ New York Cosmos ပင်းနဲ့အလုံးကိုအမေရိကန်မှာပိုပြီးလူကြိုက်များအောင်တုတ်ပေးနိုင်ခဲ့ပါတယ်။သူရဲ့ဘဝဟာဆင်းရဲမှုကစတင်ခဲ့ပေမဲ့ကမ္ဘာဖလားသုံးရင်ရတဲ့အထိဂိုးပေါင်းထောင်ကျော်နဲ့ခီးရှည်ကိုသူကအောင်မြင်စွာချီးကျက်နိုင်ခဲ့ပါတယ်။ဘောလုံးချစ်သူတွေအတွက်အထူးကကြားတဲ့သူဟာသင်္ကေတကျယ်ကျွမ်းဖြစ်ခဲ့ပြီးတော့2022ခုနှစ်ဒီဇင်ဘာ29အသ က်82နှစ်အရွယ်မှာတော့ကွယ်လွန်ခဲ့ပါတယ်။ပီလီရဲ့ရုပ်ပုံတော်နဲ့ပီလီရဲ့ဘောလုံးစွမ်းရည်ဟာကမ္ဘာဘောလုံးသမိုင်းမှာထောင်စဉ်ရှင်သန်ပြီးကျန်ရစ်ခဲ့ပါတယ်။